အားသာဝါနာရှင်ညီကောင်များလုံးပဲမင်္ဂလာညနေခင်ပါခင်ဗျာဂျွန်လာ6ရက်နေ့ရဲ့နောက်ဆုံးရအာဆင်ညနေသတင်း၄ပုဒ်ကိုကျောင်းတူကွာကြည့်လိုက်ရအောင် TikTok YouTube Facebook ကနေကြည့်ရှုသူများအားလုံးပဲမင်္ဂလာပါခင်ဗျာ TikTok မှာဆိုလို့ရှိရင်တော့ကိုထုတ်အာဆင်နဲ့ show ဆိုတဲ့ channel တစ်ခုပဲရှိပါတယ် ကဲပထမဆုံးဖွင့်သတင်းလေးကိုတော့ရိုမာနိုကိုရင်ဖော်ပြထားတဲ့ဂိုသမအရန်ကိစ္စနဲ့ကျွန်တော်ဆက်လိုက်အောင်ဒီသတင်းနဲ့ဒုတိယသတင်းဒီမနခင်အစောပိုင်းမှာထွက်တာဆိုပေမဲ့ကျွန်တော်ကလည်းဘောလုံးပွဲဒီညအောင်ကစပိန်ပွဲပြခဲ့ရတာဖြစ်တဲ့အတွက်ဒီသတင်းတွေကိုအလှမြောင်တော့မနခင်မှမထည့်လိုက်နိုင်ဘူးဒါပေမဲ့နောက်ကျနေမယ်လေဒါကိုဆောင်ပြီးနားထောင်ရတာနဲ့တန်အောင်အချက်လက်အစုံကျွန်တော်ထည့်သွင်းဆွေးနွေးထားပါတယ်ကဲပထမတစ်ပုဒ်ကတော့ရိုမာနိုဖော်ပြထားချက်ရဆိုရင်တော့အာဆင်နယ်တို့ကဒီအာရီဇာဘာလာကာကီပါလို့ခေါ်တဲ့ချယ်ဆီကနေအငှားချတာတဲ့ဂိုသမကိုစိတ်ဝင်စားနေတယ် စာချုပ်ဖြစ်တဲ့ကြီးပေါင်း၅တန်းပေးပြီးခေါ်လိုက်ရုံနဲ့အသက်30ရွယ်စပိန်သားအတွေ့အကြုံရဲ့ကီပါကိုရိုင်ယန်ဂိုးသမားအနေနဲ့အန်ဒရီဘာဒါတို့ကသဘောကျနေတယ်။ခေါ်ဦးတာဒီဖြစ်ကောင်းဖြစ်သွားနေတယ်ဆိုပြီးတော့ ရိုမာနိုကဖော်ပြသွားတယ်ရိုမာနိုဆိုတဲ့သတင်းထောက်ကနောက်ဆုံးဟီဝီကိုဖြစ်ခံနေပြီဆိုမှသတင်းတင်လေးရှိတယ်ဒီသတင်းကိုတော့သူတင်တဲ့အခါမှာအစောပိုင်း state ပဲရှိသေးရဲ့ဆိုပေမဲ့သူကူးယူဖော်ပြတာတော့ Sky UK Reports ကအဲ့လိုဆိုဒီသတင်းသာမှားခင်သူ့ချီရမဟုတ်ဘူး Sky UK Reports ကသတင်းကိုသူကူးယူဖော်ပြဆိုပုံစံမျိုးနဲ့တော့မြုပ်ပွက်လှုပ်ထားရှိတယ်အဲ့တော့ဒီသတင်းဖြစ်လာသည်ဖြစ်စေဖြစ်မလာသည်ဖြစ်စေကျွန်တော်က Chelsea အကြဆိုရင်တော့မှငါးတန်းနဲ့နဲ့အရန်ကိုသမားကိုအတွေ့အကြုံရင်ကစားမှတူဦးနေတယ်ရာယာရန်ထားမှာကကျွန်တော်ကကြိုက်တယ် ဟိုတချို့ကတော့ပြောတာဗောလေ Chelsea ကြဂိုးသမားဘာလို့မှဘာညာဒါဆိုဈေးခွက်ထဲမှာဟိုအတွေ့အကြုံရင်ဂိုးသမားတယောက်ကိုဒါမှမဟုတ်လူငယ်တကယ် share ကောင်းဂိုးသမားတယောက်ကို၅သန်းနဲ့ဝယ်လို့ရနိုင်ပါ့မလားဒီချိန်မှာဒီလိုမျိုးပြီးတော့ Arsenal ဒီလက်ရှိချိန်မှာရင်းနှီးမြုပ်နှံမှုဂိုးသမားဘိုင်းကိုလောက်တာတဲ့ဆိုင်ရင်ဒါမျိုး၅သန်းလောက်သုံးပြီးတော့ဂိုးသမားတယောက်ကိုအပိုင်ဝယ်လိုက်တာပိုပြီးကောင်းတယ်ကျွန်တော်တို့ရှေ့မှာဆိုရင်လည်း netto အငှားကြီးတွေနဲ့ခေါ်တယ်သိရမလားပြီးရင်လောက်ခရစားတွေပေးရတယ်ပြီးတော့ပြန်အပ်လိုက်ရတယ်ပဲပိုင်ရှင်စီကိုအဲ့တော့ ကီပါလိုမျိုးတစ်ချိန်လုံးကချယ်ဆီအသင်းခေါ်လာခဲ့တဲ့ဈေးကြီးမြင့်တဲ့ဂိုးသမားတူကိုအာဆင်နယ်ကအသက်30အရွယ်ဆိုပေမဲ့လည်းအရန်ဂိုးသမားတူနေနဲ့ခေါ်လိုက်မယ်ဆိုရင်နံပါတ်1ချက်ရာယာကိုဖိအားပေးနိုင်မယ်ဒါကတပိုင်းပေါ့လေရာယာလောက်တော့ quality ရှိချင်မှရှိမယ်ဒါပေမဲ့အတွေ့အကြုံရင်ဂိုးသမားတူအသင်းကြီးတွေမှာဖမ်းခဲ့ဘူးတဲ့ဆိုတဲ့အနေထားကရာယာကိုဖိအားပေးနိုင်မယ်ဒီရသည်ရာယာလိုပေါ့လို့မရတော့ဘူးဒီရသည်ရာယာကောင်းခဲ့တာမှန်တယ်သူပေါ့ခဲ့လို့ပေးရတဲ့ဂိုးကြီးလည်းမနေဘူးအဲနောက်တစ်ချက်ကကြတော့အသင်းမှာရှိတဲ့ဒီကာဟိန်း တော်မီဆက်ဖို့ဂျက်ပေါ်တာဒီလိုလူငယ်ဂိုးသမားလေးအတွက်ဆိုလဲအတွေ့အကြုံရင်ဂိုးသမားတူးဆီရနေအနီးကတင်ခွင့်ရမယ်အဲ့အချက်တစ်ချက်ရှိဒါကြောင့်စာချုပ်ဖြတ်တည်ပြောင်း၅တန်းပေးလိုက်တာ ਨੇ ကီပါကိုအာဆင်နယ်ကိုပိုင်သွားမှာဒီနေ့မှာချယ်ဆီနဲ့အာဆင်နယ်ကြားကအပြောင်းရွှေ့တွေကလည်းရင်းနှီးပြီးသားပဲထွေထူးပြောကြမလို့အဲ့အဲ့စာချုပ်ဖြတ်တည်ကြီးကိုအာဆင်နယ်သားတကယ်အသက်သွင်းပြီးခေါ်မယ်ဆိုရင်ဖြစ်လာနိုင်တယ်ဘာကြောင့်လဲဆိုတော့နောက်နှစ်2026ဆိုဒီစားမရဲ့စာချုပ်တက်တန်းကုန်ပြီတစ်နှစ်ပဲကျန်တော့မဲ့ကစားသမားကိုဘိုးလေးတို့ကရောင်းမှာပဲ ဲ့တော့အာဆင်နယ်အရှိမဂျူဝန်ကာစီယာနဲ့ပတ်သက်ပြီးတော့ယူရို30ကျော် ပေါင်တန်း20နီးပါးမသုံးကျင်ဘူးဆိုတဲ့အတွက်အခုတော့ပေါင်9တန်းနဲ့အသက်30ကစားသမားတို့ကိုခေါ်လို့ရနိုင်မယ်။အရန်ကိုသမားပဲဗျာ။ပြီးတော့ကိုသမားတောက်ကအနည်းဆုံးအသက်35နှစ်ထိကောင်းကောင်းသုံးလို့ရတယ်။အဲ့အတွက်ကီပေါင်သား9တန်းနဲ့ခေါ်နိုင်မယ်ဆိုရင်လောက်ခလာသာလည်းအဆင်ပြေမယ်ဆိုရင်ခေါ်လို့ရသွားနိုင်တယ်။အခုသူချက်စီးမှရနေတာတပတ်ကိုပေါင်9000ကျွဲကျွန်တော်သွားကြည့်ကြည့်ရပါဘို့လေ။အဲ့တော့အဲ့တပတ်ပေါင်9000ကျွဲတစ်နှစ်ကိုပေါင်3.9တန်းဆိုပမာဏအဆင်တို့မပေးနိုင်တဲ့အကြောင်းမရှိဘူး။ နောက်ဆုံးပေါလသိန်းထိပေးမယ်ဆိုရင်တော့ကစားမလာနိုင်တဲ့အနေထားအဲ့တော့ကီပါကိုကျွန်တော်တူတဲ့ဘာစင်နေရဆိုလို့ရှိရင်တော့သဘောကျတယ်ချယ်ဆီရံမကလို့ဘာပဲဖြစ်ဖြစ်အခြားနေရာတောင်ဝီပို့ပြီးသုံးဖို့အတွက်ဂိုးသမားနေရာကိုပေါင်၅သန်းလောက်ပဲသုံးခွင့်ရမယ်အနေထားဒီတန်တယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ကီပါအာဆင်နယ်ကိုရောက်လာမှကျွန်တော်စောင့်ကြံပါပါအသက်30ရွယ်ဒီဂိုးသမားနဲ့ပတ်သက်ပြီးတော့ချယ်ဆီတို့2018တုန်းကဘီပါကိုစီရခေါ်ခဲ့တော့ယူ89.4သန်းအောင်ပေးခဲ့ရတာ89.4သန်းတော့တန်း80ထားလိုက်အဲ့နောက်ပိုင်းမှာသူ့ကို ဒါအငှားချတာတွေရှိတယ်။သူကတစ်ချိန်တော့ဆိုဒါဘယ်လာတိုးလက်ရီယက်ဘုံမောက်အဲ့လိုအငှားကြီးသွားဆော့ခဲ့ရဘူးတဲ့။အဲ့မှာမှအခုနောက်ဆုံးဘုံမောက်မှာဆိုလို့ရှိရင်ကြံခဲ့တဲ့ရာသီပရီးမီးယားလိ32တပွဲကစားထားတယ်။32ကိုးပဲရှိတယ်။ပေးကိုးပေးခဲ့ရပါလေ။ပြိုင်ပွဲဆုံးမှာကြံခဲ့ရာသီကဘုံမောက်အသင်းအတွက်ဆိုလို့ရှိရင်တော့ဒါကလင်းရှစ်6ပွဲထိရောက်ထားနိုင်ခဲ့တယ်။35ပွဲကစားထားပြီးတော့105ချိန်ပုတ်ထုတ်ထားတယ်။43ကိုးပဲပေးထားရတယ်။အဲ့ဒီ record ကြီးကြည့်မယ်ဆိုရင်တော့ အရန်ကစားမတူးထက်ပိုတဲ့ quality ရှိရပြလို့ရတယ်။ဒါပေမဲ့အာဆင်နယ်တို့ချင်းမြန်လက်မြန်လုံးမရမယ်။ဘာလို့လဲဆိုတော့လက်ရှိဈေးကွက်ထဲမှာဂိုးသမားလိုချက်ကြီးမားတဲ့အသင်းကြီးတွေကရှိနေသေးတယ်။ အဲ့တော့စာချုပ်ဖက်တဲ့ကြီးပေါင်ကားတန်းပေးပြီးတော့အသက်30ရွယ်ကိုသမားတအူးကိုအာဆင်နယ်တို့အရန်ဖြစ်ခုံနိုင်မလားဒုတိယနှုတ်သတင်းတစ်ပုဒ်ကတော့ရိုရီဂိုနဲ့ပတ်သက်ပြီးဖော်ပြထားပါအာဆင်နယ်နဲ့ဒါလာစာတောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဆွေးနွေးမှုတွေပြတ်ပြားပြီးတော့တိတ်ဆိတ်သွားခဲ့တဲ့ရိုရီဂိုသတင်းတွေကပြန်ပြီးထွက်ပေါ်လာပြီဒီသတင်းတွေကိုအစာဆွဲထုတ်လာခဲ့တာက Hand off အာဆင်နယ်လို့ခေါ်တဲ့အာဆင်နယ်အတွင်းရေးနဲ့ပတ်သက်ရင်လုံးဝ special live ပြီးတော့ဘာသာပြန်ပြီးတိဆက်လိရှိတဲ့သတင်းဌာနပေါ့လေအဲ့တော့ Hand off အာဆင်နယ်ဖော်ပြထားကြရအာဆင်နယ်ရဲ့ဘဲတောင်းမှန် နံပါတ်1ဈေးကွက်ထဲမှာရှာနေတဲ့ကစားသမားကတော့ရိုရီကိုဖြစ်တယ်ဆိုပြီးဖော်ပြသွားတယ်ပထမသူတို့နီကိုဝီလျံကိုလိုက်တယ်ပြောင်းရွှေ့ကြီးကလည်းပေးချီရမှာတပုံနဲ့ပေးချီမှာပြင်မှာကစားသမားတောင်းဆိုတဲ့လောက်ခရစားလည်းနေနေရဖြစ်တဲ့အတွက်အာဆင်နယ်ရဲ့နံပါတ်1တောင်းပန်အတွက်ရှာဖွေမှုမှာရိုဒီโกဖြစ်တယ်ဆိုပြီးဟန်ဟောအာဆင်နယ်ကဖော်ပြသွားတယ်ဒီနေရာမှာဘာကြောင့်ရိုဒီโกရဲ့တင်ပြီးပို့ပြီးထွက်လာလဲဆိုတော့ရိုဒီโกက ဘယ်ဘက်ချမ်းတက်စစ်တောင်းမှာစော့ကျင်နေအဲ့အတွက်ဇာဘီအလွန်ဆိုနဲ့ဆွေးနွေးဖို့အတွက်ပြင်ဆင်နေတယ်အကယ်၍အဲ့ဆွေးနွေးမှုအဆင်မပြေဖြစ်ခရင်ဘယ်ဘက်ချမ်းတိုက်စစ်တောင်းမှာသူစောက်ွက်မရရင်ထွက်ခွာလာတယ်ဆိုတဲ့အချက်နောက်တစ်ချက်က Real Madrid တို့ကဒီ Republic ကအသက်16နှစ်ရွယ်ကိုယ်နဲ့တိုက်စစ်ကစားမလီ Franco Mustan to Ono ကိုသူတို့ ဝယ်ယူဖို့တော်တော်လေးအခြေအနေကောင်းနေပြီအဲ့ကစားသမားဝယ်ပြီး invest လုပ်ပြီဆိုလို့ရှိရင်သူတို့ရဲ့ကစားသမားတချို့လည်းပြန်ပြီးရောင်းထုတ်လာနေတယ်ဒီနေရာမှာဒီကစားသမားနဲ့ပတ်သက်ပြီးတော့ you တန်း80နဲ့100ရရရင် real ကလက်လွတ်မယ်ဒါပေမဲ့ကစားသမားကကျွန်တော်တို့နောက်ဆုံးဆွေးနွေးခဲ့တယ်လို့ပေါ့လေ Arsenal တည်ယူဝင်တော့ပြီးဆွေးနွေးခဲ့တော့ဖြစ်ပျက်ခဲ့တဲ့အရာတခုသိရတိုင်းပဲ အခွန်ဆောင်ပြီးလောက်ခလာစာဒါအသက်တင်ယူဆယ်တန်းလိုချင်တဲ့ပေါင်အားဖြစ်ဆို၈ထက်သမ၄တန်းရမှာပဲအာဆင်နယ်ပြောင်းလာမယ်ဆိုပြီးဆွေးနွေးမှုမှာအာဆင်နယ်ကလည်းလာစာအရန်မြင်မာတာဖြစ်တဲ့အတွက်အခွန်ဆောင်ပြီးပမာဏတော့တော့မြင့်နေရင်အဆင်မပြေဘူးဆိုပြီးတော့ဘက်ပြန်ဆုပ်သွားခဲ့တာအခုတော့အာဆင်နယ်ကတစ်ချိန်လုံးက O0 လိုမျိုးအပြောင်းရွှေ့မျိုးတော့ပြန်ပြီးပုံဖော်ဖို့အတွက်ဆန္ဒရှိနေတယ်အဲ့တော့ကျွန်တော်မထင်ထားခဲ့ဘူးတကယ်ကို profile မြင့်ကစားသမားတူရောက်လာခဲ့တာပေါ့လေအဲ့တော့ဒီကစားသမားကတကယ် react နဲ့ထွက်ချင်နေဆိုရင် react နဲ့ဒီကစားသမားတက်ပြီးတော့ဈေးနှုန်းတည့်ရဲ့ညှိပေးနိုင်မယ်ဆိုရင်အာဆင်နယ်ကငွေ ငွေကြေးပမာဏတခု၃သောင်းဖို့ရှိဆိုပြီးတော့ Hand of Arsenal ကဖော်ပြထားပါတယ်အဲ့တော့ဒီသတင်းဒီ Hand of Arsenal ကရတယ်ဆိုတာကိုလည်းကျွန်တော်သေချာပြောထားပါဘောလေကျွန်တော်ဖော်ပြသတင်းတွေကိုတော့ဘေးရရတယ်ဘလောက်တိကျမှုရှိတယ်ဘလို့ဖြစ်လာနိုင်တယ်ဆိုတော့အမြဲတမ်းပေါ်ပြလေးရှိတယ်။အဲကြောင့်ကျွန်တော်ညီကိုလေးကျွန်တော်သတင်းနဲ့ပတ်သက်ပြီးဘေကောင်ချိုးနတ်မယ်လို့ကျွန်တော်အမြဲတမ်းယူဆပါတယ်။အဲတော့24နှစ်ရဲ့ဘရာဇီးသားတော့2028ခုနှစ်ဒီစာချုပ်သက်တမ်းရှိသေးပြီမဲ့လေဒီကစားသမားတော့လက်ရှိအချိန်မှာအသင်းတွေထွက်ခွာဖို့ပူပြီးနှီးဆက်လာပြီးထင်တယ်။ ဗင်ဒီရှက်ဂျူနီယာကိုကြော်ပြီးတော့သူဘယ်ရွက်ချမ်းတိုက်စစ်တောင်းဝန်မှာတော့နေရရမှာမဟုတ်ဘူးအမ်ပါဘေးကလည်းအိမ်ဘက်မှာထွက်ဆိုးတတ်တာဖြစ်တဲ့အတွက်ဇာဘီလွန်ဆိုတဲ့ဒီကစားသမားကြဘလို့ညှိပလဲဒါကိုအာဆင်နယ်ကအနီးကပ်စောင့်ကြည့်နေပါတယ် တတိယမြောက်သတင်းတပုတ်ကတော့ Daily Mail ရဲ့သတင်းထောက် Iskhan ကဖော်ပြသွားပါဘူးလေ။ဒါက Arsenal ကကြံခဲ့တဲ့ရာသီတုန်းကသူတို့ရဲ့အယောင်စင်းတင်တိုင်းအမြဲပါလိရှိတဲ့ Jacku Kiyo နဲ့ပတ်သက်ပြီးတော့ဒီຫນွေဈေးကောမှာလုံးဝရောင်းချသွားမှာမဟုတ်ဘဲနဲ့အသင်းမှာဆက်ထိန်သွားနိုင်ရည်ရှိဆိုပြီးသူကဖော်ပြသွားတယ်။ပြီးတော့တစ်ဆက်တည်းဖော်ပြသွားတာက Gabriel Magahi ရဲ့တကောင်ကျော်တန်ရာကအနည်းဆုံးနောက်ထပ်နှစ်လလောက်နားဖို့ရှိနေရဖြစ်တဲ့အတွက်အသင်းမှာအသားကြပြီးသားခံစားကြသောမှတအူးလည်းဖြစ်တဲ့ ဒီကစားသမားကိုသူတို့ကစက်ပြီးထိန်းထားဖို့အတွက်အာရီတာကိုရိုင်းကလည်းအလိုရှိနေဆိုပြီးတော့ဖော်ပြွားသွားပါလို့အဲ့တော့ GBM မကာရေးတန်ရာကတော့ယာတီဂျိုပွဲစဉ်တချို့မှာပါနိုင်မှာပါနိုင်မယ်ဒါပေမဲ့ယာတီအဆောက်ပွဲစဉ်တွေမှာပြန်ပါလာနိုင်တယ်ဘာလို့ဆိုတော့3လလောက်ကျွန်တော်တို့အချိန်ရသေးတယ်နောက်ဆုံး2လအကွဲလောက်ထိပေါ့လေအဲ့လိုနေထားမှာ GBM မကာရေးပြန်လာသည်ဖြစ်စေမှီသည်ဖြစ်စေမမီသည်ဖြစ်စေဂျက်ကူကီရောတော့အာဆီနယ်မှာစက်ပြီးရှိသွားဖို့များပါလို့2028ခုနှစ်ထိတက်တန်းရှိသေးတယ်ပြီးတော့ဒီကစားသမားကအာဆီနယ်ကိုစက်ပြီးထားမယ်ဆိုလဲ AC ပဲရောင်းမယ်ဆိုလဲ တန်း60ဈေးကတ်ထားတယ်ပေါင်နဲ့နော်ပေါင်တန်း60ဈေးကတ်ထားအရင်တော့ပေါင်တန်း20ဆိုရင်တော့မှလာဝယ်မဲ့အသေးမရှိတဲ့ဒီကစားမဟုတ်ပေါင်တန်း60ဈေးကတ်ထားတော့မှ AC Milan နဲ့ Napoli ကမကြာခဏချိတ်ဆက်နေဒီဈေးတော့မပေးကြဘူးလို့ကြားသိရပါလေကျွန်တော်ကလည်းအဲ့လိုဖြစ်စေချင်တာကစားသမားတို့ကမယောင်းကြဘူးလားဒါပေမဲ့တစ်ဖက်မှာတော့မဖြစ်နိုင်တဲ့ဈေးတက်ကိုကတ်ထားလိုက် KBO နဲ့ပတ်သက်ပြီးဘယ်အသင်းမှပေါင်တန်း60လာပြရမဟုတ်ဒါပေမဲ့ကျွန်တော်တို့ယင်ထဲမှာ KBO ဒီပေါင်တန်း60လောက်တော့ဈေးကတ်ထားသိနေလို့ထင်တဲ့ကစားသမားတူအရန်တူးထပ်ပိုးတယ်ဗျာ ဲ့တော့ဆာလီဘာခီဘီရောအတွဲကတော့ဂေဗီယာဒယာမတက်တာမချင်းတော့လက်ရှိအာဆင်နယ်အတွက်ထားတင်သေးလဲထင်တယ်အဲ့တော့အာဒီတာကိုတိုင်းလည်းအသင်းကို request လုပ်ထားတယ်ဒီစားမောက်မရောင်းသေးနဲ့ဘောလေရောင်းရင်လည်းဈေးကရန်ကုန်ကောင်းရမှာမဟုတ်ပြီးတော့လည်းအသက်25နှစ်ပဲရှိသေးတယ်2028ခုနှစ်ဒီတက်တန်းရှိသေးတယ်ဒီရာဒီပွဲပေါင်း30မှာ22ပွဲပွဲထပ်ထားတယ်တကိုးသွင်းနှလုံးဖိုင်ထားပါတယ် ယူရို25တဲ့ရင်းနှီးမြှုပ်နှံပြီးတော့စပက်ဇီယာအသင်းစီကနေပြီးတော့2023စောင်းစည်းကွက်တော်ခေါ်ခဲ့တဲ့ဒီကစားမတော့လက်ရှိချိန်မှာအီတလီကလပ်တွေရဲ့ပြိုလဲကြိုက်တဲ့နှင်းစည်းကင်ဖြစ်နေတယ်။ဒါပေမဲ့အာဆင်နယ်ကဒီကစားမကိုဆက်ပြီးထိန်းထားဖို့ပဲရွေးချယ်ထားပါတယ်။ညီကိုတော့ဘယ်လိုထင်လဲ။ဒီစီဇန်လေးကိုဒီကောက်ကွန်ကြီးပန်ဖို့ပြီးတဲ့ရှူဘောလုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်။အမှဆုံးမယ်ဆိုတော့ Viber ဖုန်းနံပါတ်တင်ကြောက်ကို6939 6363 6ဆက်တက်ပြီးတော့ဝန်ဆောင်မှုအပြေဝါရောက်နေပါတယ်။ Viber ခွေချကို Sport Internet 9363 Mid တို့ကိုလည်းကစားလို့ရနေပါပြီခင်ဗျာ။ကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ဒါပြီးခဲ့တဲ့ Premier League ရာသီ နောက်ခံကစားသမားတွေထဲမှာအမားရွင့်အနည်းဆုံးကစားသမား၅ရောက်နဲ့ပတ်သက်ပြီးတော့ဖော်ပြပြီးတော့မှာပါဒါကတော့ဘ ਹੁ ခန့်စစ်ကစားသမားတွေညာဖော်ပြသွားတာပေါ့လေတချို့ကစားသမားတွေကအမားရင်းလောက်တာရှိရဲဒါပေမဲ့အသင်းကအကောင်းဆုံးထမ်းတင်ပေးနိုင်ခဲ့တယ်အမားရင်းလုံးဝမလုတဲ့ကစားသမားတော့မရှိဘူးဗျပွဲပေါင်းလဲ38ပွဲပရီးမီးယားလိတခုတည်းကန်ခဲ့ရတာဆိုတော့လေအဲ့တော့အဲ့အတော်အတွင်းမှာဘယ်ကစားသမားတွေအမားဘလောက်ထိလုတ်ခဲ့လဲဖော်ပြပြီးတော့မှာပါ၅ရောက်ကဲနံပါတ်9နေရာကစားသမားအဲ့တော့ Crystal Bailey က Chris Richards သူကတော့အမားရင်း28ချိန်လုတ်ထားတယ် ဒါပေမဲ့ဆရာသမားတို့ဖလားရွာနော်မိုက်တယ် FA ကရွာနံပါတ်၄နေမှာရှိတော့ဝီလျံဆာလီပါဝီလျံဆာလီပါတော့ဒိုင်းယာရီတချို့ရခဲ့တယ်ဆိုပေမဲ့လည်း strong ဖြစ်သွားပြီအသင်းရဲ့ယာတီပိတ်ပွဲစဉ်တချို့မကစားနိုင်ပြီမဲ့ပွဲများစုကစားပြီးသွားတယ်အမှားရင်28ချိန်လုံထားစုဖွပြွားပါကဲနံပါတ်3နေမှာတော့ဒင်းဟူဆန် Rio ရောက်သွားပြီဖြစ်တဲ့ဒင်းဟူဆန်တို့ကတော့ဘုံမောက်တင်အတွက်ကစားရင်းအမှားရင်22ချိန်လုံထားပါတယ်နံပါတ်2နေမှာတော့ Ruben Dias မန်စီးတီးအသင်းရဲ့အားကိုးရတဲ့ဘောခံစစ်ကစားမှာပေါ့လေဒါပေမဲ့သူလည်းအမှားယွင်း14ကြိမ်လုံထားခဲ့တယ်စီးတီးအဲ့လိုတိုင်ပတ်ခဲ့တာကြီးရတယ်သူတို့အမှားယွင်းလုံတာကြီးပါလို့အရှိပိုင်းမှာလည်းလိုအပ်တဲ့ဂိုးတွေတချို့ပိုင်းလေးမှာမဖော်ဆောင်နိုင်ခဲ့တာလည်းပါတယ်ဘာပြောပါစီးတီးကတော့အခုလူတွေရှယ်ဝယ်ပြီးဟီဝီကိုထောက်ချောက်လုပ်နေတာဖြစ်တဲ့အတွက်လာမယ့်ရာသီကတော့စီးတီးတို့ထိုက်တယ်ရီတွေကိုပြန်ပြီးဝင်လာပြီလို့ပြောလို့ရတယ်ပေါ့လေကဲနံပါတ်1ညမှာတော့ဂေဗရီယယ်မကာဟေး17ကြိမ်မှာအမှားယွင်းလုံထားတယ်တကယ်အမှားယွင်းအနေဆုံးပလေယာပဲလက်ရှိပရီးမီးယားလိမှာ သူသည်အမှားရွင့်အ ਨੇ ဆုံးပဲဒါတော့မှဒဏ်ရာကြောင့်တချို့ပွဲမှာဝင်ပြီးမကစားကြရလို့နေမို့ဆိုရင်ဒီထက်ပိုပြီး strong ဖြစ်ပြီးတော့ဒီထက်ပိုပြီးအာဆင်နယ်ကိုရမ်းမတ်တွေစုဆောင်းနိုင်ပြီလို့ကျွန်တော်ထင်တယ်ဗောလေအဲ့တော့ဒီအမှားရွင့်အ ਨੇ ဆုံးကစားသမား၅ရောက်မှဆိုရင်တော့၁၇ချိန်နဲ့ Gabriel Magai ကအမှားရွင့်အ ਨੇ ဆုံးဖြစ်ရှိနေပါတယ် Saliba ကတော့ဒီရာဒီမှာနည်းနည်းလေးဟိုကျွန်တော်တို့အနေနဲ့ဒီကစားမနဲ့ပတ်သက်ပြီးတော့နည်းနည်းစိုးရိမ်ရတဲ့အခိုက်အတန့်လေးရှိရဒါလည်း Gabriel Magai ရဲ့ဥဆောင်မှုကို ါကျွန်တော်ကွက်ကွင်မြင်ခဲ့ရပေါ့ဂေဗရီယယ်ရှိရင်ဆာလီဘာပို့ပြီးကစားတာပေါ့တယ်ဆာလီဘာရှိရင်ဂေဗရီယယ်ပို့ပြီးတော့အုံနောက်သုံးလို့ရသွားတဲ့အခိုက်အတန့်တွေရှိတယ်အဲ့နောက်ကခွဲလို့မရဘူးဗျဒါပေမဲ့အဲ့နောက်မှာတယောက်ဘတ်ပယ်သွားတဲ့အခါမှာတော့ပရီးမီးယားလိရဲ့အကောင်းဆုံးဘောခံစစ်တီတွေကတယောက်ဖြစ်တဲ့ဆာလီဘာကိုလည်းတော့မှအမှားယူရင်29ချိန်တိရှိခဲ့ပါတယ်ကဲအဆုံးထိကြည့်ပြတော့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ